မင်္ဂလာပါဒေါက်တာဖြူတီရရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကဥပိ္ပခာထတတ်ပါစေဆိုတဲ့ဆုံးမကိုဖတ်ပြခြင်းပါတယ်တခါကကျွန်တော်အလုပ်ကိစ္စနဲ့နေပြည်တော်မှာအခမ်းအနားတစ်ခုတက်ရပါတယ်အဲ့ဒီမှာကျွန်တော်အင်မတန်လေးစားရတဲ့ကျွန်တော်ဘဝရဲ့ idol လို့တောင်ပြောရတဲ့ဇာတ်တယောက်နဲ့ဆုံးတယ်အမှတ်တရဓာတ်ပုံကလေးရိုက်တယ် Facebook ပေါ်ပြန်တင်တယ် ဒီနေ့နေပြီးတော့မှကျွန်တော်လေးစားရတဲ့ဆရာနဲ့ဆုံခဲ့ပါတယ်ပေါ့ဂုံယူမိတဲ့အခိုက်အတန့်မှုရေစရာတစ်လုံးမှတော့ထင်မိဖြစ်ဘူးလူပေါင်း2000ကျော်ဒီပုံကို reaction ပေးကြတဲ့အချိန်မှာနှစ်ယောက်သောသူကဟဟပေးထားတာကိုတွေ့ရတယ်ပုံကလည်းရေစရာမကောင်းသလိုစာမှလည်းရေစရာမပါဘူးပြီးရင်ကျွန်တော်အတွက်အရေးကြီးတဲ့ပုံလို့ပြောရမယ်တပေါ့ဒီတော့အဲ့ဒီနှစ်ယောက်ကိုကျွန်တော်ဒေါသထွက်တာပေါ့သူတို့အကောင့်တွေထဲဝင်ကြည့် ဘယ်သူတွေလဲဘယ်ကလဲဘလော့လုပ်ပြလိုက်မယ်ပို့စ်တင်ပြီးဆဲလိုက်မယ်ဒီလိုတွေဖြစ်တာပေါ့တကယ်တမ်းစဉ်းစားကြည့်တော့သူတို့လဲမှားနေမိတာဖြစ်သွားနိုင်တာပဲနောက်ပြီးမှားမနေဘူးဆိုရင်တော့သူတို့ကဟဟကိုပေးပြီးသွားပြီသူတို့ရဲ့ပုံမှန်ဘဝမှာလှုပ်ရှားရရှိတာတွေဆက်လုပ်နေပြီကျွန်တော်ကသာသူတို့ပေးသွားတဲ့ reaction နဲ့ဆက်ပြီးပူလောင်နေရတာပူလောင်တာက ကိုတင်မဟုတ်ဘူးကိုပတ်ဝန်းကျင်ကလူတွေကိုလည်းပတ်ရမ်းမိပါရောဒီတော့သူတို့နဲ့ပါပြဿနာရိတက်ဒီဘာမဟုတ်တဲ့ reaction လေးတစ်ခုကနေဆက်ပြီးတော့ဖြစ်ကုန်တာဒါကြောင့် set awareness လို့ခေါ်တဲ့ကိုကိုကိုသတိထားမိဖို့ဟာတိတ်အရေးကြီးတာပါတစ်ချက်သတိလွတ်သွားရင်ပြဿနာရိဆက်တိုက်ဖြစ်လာနိုင်ပါတယ်တကယ်တော့ဒီဥပမာကလေးကတည်တည်လေးပါ ဒါပေမဲ့တကယ်လက်တွေ့ဘဝကအဖြစ်ပြက်တွေကိုတော့ဒီဥပမာကထင်ဟပ်နေပါတယ်။ခုဆိုကြည့်ပါ။ရေစရာတစ်ခုမှမပါတာကိုရေသွားတယ်၊လောင်သွားတယ်။ကျွန်တော်တို့ဘဝမှာလည်းဒီလိုပဲ။ကိုယ်အမှကြောင့်မဟုတ်ဘဲနဲ့အပြောခံရတာ၊ကာယကံမြောက်အနိုင်ကျင့်ခံရတာတွေရှိပါတယ်။သူတို့တော့ငါ့ကိုဒီလိုလောင်သွားပြီ။နောက်တပုတ်ကြဟာဟာအပေးမခံရအောင်စူးစမ်းမယ်ဆိုတာမျိုးလဲလုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ငကိုကလေးကကကျွန်တော်အမှားမပါခဲ့လို့ဖြစ်ပါတယ်ဒီတော့သူတို့ပေးလိုက်တဲ့အပူကိုလက်ခံသေဆောင်မထားဘဲနဲ့ရှေ့ဆက်နိုင်ဖို့ပဲကြိုးစားရမှာပါကျွန်တော်တို့ဟာတပားသူတွေရဲ့လောက်ရကိုမထိန်ချုပ်နိုင်ပါဘူးအဲ့ဒီလောက်ရတွေကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲထိန်ချုပ်နိုင်ပါတယ်မှတ်ထားပါသူတပားရဲ့လောက်ရပါဇက်ဖျားနဲ့အတွေ့အခေါ်အပေါ်မှာကိုယ်ခန်းစားချက်က အတက်အကျဖြစ်နေသည်၍ပျော်ရွှင်မှုရမှာမဟုတ်ပါဘူး။သူဒီလိုလှုပ်ပေးမှကိုပျော်ရမယ်ဆိုအဲ့ဒါပျော်ရွှင်မှုအစင်မှန်မဟုတ်ဘူး။သူအဲ့လိုမလှုပ်ပေးတော့တာနဲ့ကိုလည်းပျော်ရတော့မှာမဟုတ်လို့ပါ။လူတွေချီးကျူးမှပျော်ရမယ်ဆိုကဲ့ရဲ့ခံရတဲ့အခါငိုကြွေးနေရပါလိမ့်မယ်။စိတ်ညစ်နေရပါလိမ့်မယ်။နောက်ပြီးချီးကျူးခံရဖို့ကိုပဲဦးစားပေးလုပ်နေရလိမ့်မယ်။ ကိုစိတ်ကို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 မနေရတော့ဘူးမလွတ်မလပ်ဖြစ်သွားပြီဘယ်သူတွေငါ့ကိုဘလို့ချင်တယ်လဲဒီလိုလုံးလိုက်ရင်တော့သူတို့စိတ်ထဲတမျိုးထင်နေကြမလားငါ့ကိုများ မကောင်းမြင်သွားမလားဒီလိုတွေအမြဲတွေးပူနေမယ်ဆိုလဲလူတစ်ယောက်ဟာမပျော်ရွှင်နိုင်ပါဘူးဒီလိုပြောလိုက်လို့ထင်ချင်တယ်လို့ထင်ဖြစ်ချင်တယ်လို့ဖြစ်လုံချင်ရလုံမယ်လို့တော့မဆိုလိုပါဘူးကိုယ့်ရဲ့ပျော်ရွှင်မှုဟာလွတ်လပ်နေဖို့လိုတယ်။အမိအခိုးကင်းဖို့လိုတယ်။တခုခုပေါ် မူတီမနေဖို့လိုတယ်။သူကိုကိုဂယုစိုက်သည်ဖြစ်စေဂယုမစိုက်သည်ဖြစ်စေချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ကိုဘက်ကချစ်နေအောင်မယ်ဆိုရင်ပိုပြောရပါလိမ့်မယ်။ကဲ့ရဲ့တာချီကျူးတာထက်ဒီအလုတ်ကိုလှုပ်ချင်လို့ကိုလှုပ်နေတာဆိုတဲ့သူက ပိုပြောရတာပေါ့။လူတွေရဲ့အထင်မြင်ကိုဂယုမဆိုင်ပဲကိုယ်စိတ်ထဲမှန်တယ်ထင်တာကိုယုံယုံကြည်ကြည်လုံရဲသူဟာပိုလွတ်လပ်တယ်ပိုပျော်ရွှင်ရတယ် ငငယ်ကမိဘတွေရံဖြစ်ရင် စာမချက်နိုင်တော့ဘူးကိုသားအသက်တွေကြီးလာရင်မိဘတွေကရံဖြစ်တော့မယ်ဒါပေမဲ့သူတို့ရံဖြစ်လို့စိတ်ညစ်ပြီးအလုံမလုံနိုင်တာမျိုးမဖြစ်တော့ဘူးတနည်းအားဖြင့်ကိုခံစားချက်တွေဟာမိဘနှစ်ပါးအစဉ်ပြေခြင်းအစဉ်မပြေခြင်းအပေါ်မှာမမှုတည်တော့ဘူးဒီအခါစိတ်ခံစားချက်တွေကပိုကောင်းလာတယ်ဒါကိုစကားလုံးတစ်လုံးတည်းပြောပါဆိုရင်တော့ဥပ္ပိခါပါပဲ ဥပိ္ပခာဆိုတာမေတ္တာဂိယုနာမုရိဒါတို့နဲ့အတူဗျမစိုးတရား၄ပါးထဲမှာပါပါတယ်။နေ့စဉ်နဲ့အမြလေးပြောနေကြတဲ့ဥပိ္ပခာပြုလိုက်ပြီတဲ့။ဒါပေမဲ့စက်မှန်တဲ့ဥပိ္ပခာရောဖြစ်နေကြရဲ့လား။မိဘကပြောတယ်နေဟာနေဖြစ်ခြင်းရာဖြစ်တော့တဲ့။အဲ့ဒါမျိုးကဒေါသပါတဲ့ဥပိ္ပခာပါ။သူဟာသူ ဖြစ်တာလေငါနဲ့မဆိုင်ဘူးဆိုပြီးမျက်ရှိရှိမြင်သမျှလက်ပိုက်ကြည့်နေတယ်။ အဲ့ဒါမျိုးကတာဝန်မီယူတတ်တာကိုဥပိ္ပခာနဲ့မှားနေတာပါတကယ်တော့ဥပိ္ပခာဆိုတာတစ်ခုခုကိုကိုအကောင်းဆုံးအားထုတ်ပြီးလုပ်နေပေမဲ့အဲ့ဒီကနေတုံ့ပြန်မှုတစ်ခုအကျိုးရလဒ်တစ်ခုပြန်မျောလင့်မနေတာမျိုးကိုခေါ်တာဖြစ်ပါတယ်ပရာဟိတာလုပ်တဲ့မင်းတို့လုံလဲမထူပါဘူးဆိုတဲ့ဇာတ်တွေကိုကူညီပေးတဲ့လူတွေစီကတော့အတိအမှန်မပြည့်တဲ့တုံ့ပြန်မှုတွေရနိုင်ပါတယ် အဲ့ဒါတွေအတွက်ကိုယ့်ရဲ့စေတနာနဲ့လုပ်ရတွေကိုရက်ပြစ်လိုက်စရာမလိုပါဘူး။မိဘကသားသမီးကိုဆရာကတပည့်ကိုပြောထောင်တယ်။ကိုယ့်ဘက်ကအစွမ်းကုန်လုပ်ပေးတိုင်းလေးဖြစ်ချင်မှဖြစ်လာတာ။ကလေးရဲ့ဘင်ကိုဗီဇလက်ခံနိုင်စွမ်းဒါတွေပေါ်လဲမူတည်သေးတာကိုအဲ့ဒီလိုမှန်းထားတယ်လို့ဖြစ်မလာတဲ့အခါဥပိ္ပခာမထနိုင်ရင်စိတ်ပူလောင်ရပါမယ်။သားသမီးကမိဘကိုပြုစုတယ်။ အကောင်းဆုံးစေယုံမှာတင်နေအတော်ဆုံးဆရာဝန်တွေနဲ့ကုသပေးလဲတေးချင်းတရားဆိုတာလုံဆန်းလို့မှမရတာအားလုံးတနေ့ရင်ဆိုင်ကြရမှာပါပဲအစွမ်းကုန်ပြုစုပေးနေတဲ့တရားညတ်ထဲမှာဒါလေးကိုတွေးထားနိုင်ရင်တိတ်ဝမ်းမနေရတော့ဘူးပေါ့အဲ့ဒီလိုမြင့်မြတ်တဲ့ဥပိ္ပခာမျိုးထားနိုင်တဲ့သူဟာပူလောင်မှုနေတယ်ငြိမ်းချမ်းနဲ့စိတ်တက်ကြခဲ့တယ်ပြီးတော့ကိုခံယူချက်ကိုလည်းလွယ်လွယ်မစွန့်လို့တတ်ဘူး ဘာလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ဒါကြောင့်လဲဘဝမှာပျော်ရွှင်ခြင်းအေးအေးချမ်းချမ်းဖြတ်တန်းခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတပားသူလက်ထက်အံ့မထားပါနဲ့။တန်နိုင်တဲ့လောက်ဥပိ္ပခါထတတ်ဖို့စ조사ကြည့်စေချင်ပါတယ်။လူသားတွေပဲမို့တရားရာဂိုင်းနှုတ်ဥပိ္ပခါပြုနိုင်ဖို့တော့မလွယ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်သူတပားရဲ့ဂាយကံဝစီကံမနောကံပေါ်မူတည်ပြီးကိုယ်စိတ်ခံစားချက်အတက်အကျဖြစ်တာနဲ့လေလေ ိုးပြီးပျော်ရွှင်ရနေလေးပါပဲအခုဖတ်ပြခဲ့တာကတော့ဆရာဒေါက်တာဖြူတီခိုင်ရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပုပ္ပိခာထားတတ်ပါစေဆိုတဲ့ဆုံးမပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်